င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးပါမယ်အတန်တိတ်တပိတ်ကိုဖျက်ဆီးရန်တက်ဖို့ပါတီကမဲဆွယ်စည်းရုံးပွဲတွေနဲ့ပါတီဝင်တွေပါဝင်တဲ့လှုပ်ရှားမှုတွေကိုဒီဇင်ဘာလ10ရက်နေ့မှာအကြီးအကျယ်ပြုလုပ်ပါမယ်ဆရာနာတင်ထားတဲ့မြန်မာနိုင်ငံမှာစီးပွားရေးပြန်လဲကောင်းမွန်လာစေရန်အတွက်အကန့်အသတ်အတားအဆီးတွေရှိနေစေလို့ကမ္ဘာ့ဘဏ်ကထုတ်ပြန်လိုက်တဲ့သတင်းပါဝင် ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးပါမယ်။အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကတော့ຫນွေဥတော်လန်ရေးဘတ်တော်သားတွေနဲ့ပြည်သူလူထုကပအဝင်ဆောင်ရွက်မဲ့အတန်တိတ်တပတ်ကိုဖျက်ဆီးဖို့အတွက်ကျန်းဖို့ပါတီကဒီဇင်ဘာလ10ရက်နေ့မှာမဲဆွယ်စည်းရုံးပွဲတွေနဲ့ ါတီဝင်အင်အားအများအပြားအသုံးပြုပါဝင်တဲ့လှုပ်ရှားမှုတွေကိုလှုပ်ဆောင်ကြမှာဖြစ်တယ်လို့ကြက်ဖို့ပါတီသတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါရယ်အကြက်ဘက်စစ်တပ်ကဒီဇင်ဘာလ10နေ့မှာအတန်တိတ်တဲ့ဘိတ်ကိုဖြိုခွင်းဖို့နဲ့အရေးယူဆောင်ရွက်မှုတွေကိုလှုပ်ဆောင်ဖို့အတွက်ညွန်ကြားချက်နဲ့အမိန့်တွေကိုထုတ်ပြန်လာပြီးရတဲ့နောက်မှာစစ်တပ်လက်အောက်ခံကြက်ဖို့ပါတီကလည်းဒီဇင်ဘာလ10နေ့မှာအတန်တိတ်တဲ့ဘိတ်နေ့မှာမဲဆွယ်စီယုံပွဲတွေကိုပါတီဝင်အင်အားအများပြားနဲ့လှုပ်ဆောင်ဖို့အတွက် မြို့နယ်ကျပ်ဖို့ပါတီတွေကိုညွှန်ကြားထားရလို့လည်းသိရှိရပါတယ်။ဒါအပြင်စစ်တပ်ရဲ့ရွေးကောက်ပွဲကိုကန့်ကွက်မဲ့အတန်တိတ်တပိတ်နဲ့ပတ်သက်ကပြည်ထောင်ဝန်ကြီးဌာနကညွှန်ကြားချက်တရက်ကိုထုတ်ပြန်လာခဲ့ပြီးအဲ့ဒီညွှန်ကြားချက်မှာအတန်တိတ်တပိတ်ပြုတ်လုံးမဲ့ဒီဇင်ဘာလ10ရက်နေ့မှာပိတ်ထားမဲ့ဈေးဆိုင်တွေစားတော့ဆိုင်တွေအလုပ်ယုံဆက်ယုံတွေကုမ္ပဏီတွေကို ဖော်ထုတ်အရေးယူဖို့နဲ့ချိတ်ပိတ်ဖို့အဲ့ဒီနေ့မှာပြည်သူအများစုပါဝင်နိုင်တဲ့ဇေယောင်းပွဲတွေပျော်ပွဲရှင်ပွဲတွေနဲ့ မြို့နယ်ရက်ွက်ဆိုင်ရာလူမှုလှုပ်ရှားမှုတွေဆောင်ရွက်ဖို့ညွှန်ကြားထားပါတယ်။အဲဒါအပြင်အတန်တိတ်တပိတ်မှာပါဝင်တဲ့ဆိုင်တွေအလုံယုံဆက်ယုံတွေကုမ္ပဏီတွေကိုနိုင်ငံတော်အကြီးညိုပြည့်စုံမှုအပြင်ရွေးကောက်ပွဲကိုနှောက်ရှက်တဲ့ဥပဒေနဲ့ပါအမှုဖွင့်ဖို့လည်းညွှန်ကြားထားပါတယ်။ဒါအပြင်ဒီဇင်ဘာလ10ရက်နေ့အတန်တိတ်တပိတ်နေမှာနေပြည်တော်အပါဝင်နိုင်ငံလုံးကဝန်ကြီးဌာနတွေမှာဘယ်ဝန်တန်းကိုမှခွင့်ရမပေးဖို့အတွက် ဝန်ကြီးဌာနအတွင်းရုံးတွင်းညွှန်ကြားချက်လည်းထုတ်ပြန်လာပါတယ်။အကယ်၍ဝန်ထမ်းတွေအနေနဲ့ကျမ်းမာရေးမကောင်းတာနဲ့နာရေးကိစ္စတွေကြာခွင့်ယူလို့ရင်လည်းတက်ဆိုင်ရာဝန်ကြီးဌာနအကြီးအကဲတို့ရဲ့ခွင့်ပြုချက်ကိုရယူပြီးမှသာ ခွင့်ပေးကြဖို့ကိုလည်းညွှန်ကြားထားပါတယ်ရှင်။ ဒီတစ်ခါမှာတော့ဆီယနာတင်ထားတဲ့မြန်မာနိုင်ငံမှာစီးပွားရေးပြန်လည်ကောင်းမွန်လာဖို့အတွက်အကန့်အသတ်အတားအဆီးတွေရှိနေစေဖြစ်တယ်လို့ကမ္ဘာ့ဘဏ်ကထုတ်ပြန်လိုက်ပြီးဝယ်လိုအားနေခြင်းလုတ်သားရှားပါခြင်းနဲ့လက်စမီပြတ်တောက်ခြင်းပဋိပက္ခနဲ့မလုံခြုံမှုအပါအဝင် ပြဿနာများစွာရှိနေစေဖြစ်တယ်လို့ကမ္ဘာ့ဘဏ်ကထုတ်ပြန်လိုက်ပါတယ်။2025ခုနှစ်မတ်လငလင်တန်ရက်တက်ရမှုတွေပဋိပက္ခတွေဆက်လက်ဖြစ်ပွားနေမှုနဲ့ရေရှည်စိန်ခေါ်မှုတွေကြားမှာမြမစီးပွားရေးပြန်လည်နလန်ထူရေလမ်းကြောင်းပေါ်မှာအတန်အသင့်တိုးတက်မှုလက္ခဏာတွေတွေ့မြင်ရတယ်လို့လဲဆိုထားပါဗါး2025ခုနှစ်အောက်တိုဘာလမှာဧပြီလနဲ့နှိုင်းရှင်စီးပွားရေးမှာပုံမှုမြမသောစွန့်ရည်နဲ့လက်ပတ်ခဲ့ပြီး ကြံ့ငွေက2024ခုနှစ်မှာတိတိတာတာတန်ဖိုးကျဆင်းခဲ့ပြီမလဲအခု2025ခုနှစ်တခြားလုံးတည်ငြိမ်စွာတန်ဖိုးပြန်လည်မြင့်တက်လာလို့လဲဆိုထားပါဗျ။ဒါပေမဲ့ငွေကြေးဖောင်းပမှုရောကြလာပြီမလဲအလုံးစုံကုန်စည်နှုန်းတွေဟာမြင့်မားနေစေဖြစ်ပြီးကုန်စည်ပို့ဆောင်ရေးပမာဏမှာ2025ခုနှစ်စက်တင်ဘာလအထိ 6လအတွင်းမှာမြင့်တက်လာခဲ့တယ်လို့လည်းကမ္ဘာပန်းကဆိုထားပါဗျ2026ခုနှစ်မတ်လကုန်ထိမြန်မာနိုင်ငံရဲ့စီးပွားရေး GDP မှာ2ရာခိုင်နှုန်းလောက်ကျဆင်းမယ်လို့အစီရင်ခံစာကခန့်မှန်းထားပြီးဒီခန့်မှန်းချက်မှာရခိုင်ခန့်မှန်းခဲ့တဲ့အနှုန်း1.5ရာခိုင်နှုန်းထက်အနည်းငယ်ကောင်းမွန်လာတဲ့ခန့်မှန်းချက်ဖြစ်တယ်လို့လည်းသိရှိရပါတယ်။လာမယ့်2026 2029ပန်းနာရေးနှစ်မှာတော့စီးပွားရေးဟာ3ရာခိုင်နှုန်းပြန်လည်ဥမော်လာမယ်လို့ခန့်မှန်းထားပြီးအဓိကအားဖြင့် င်ငလင်အပီးပြန်လဲတိဆောက်ရင်းနဲ့ထိခိုက်ဆုံးရှုံးသူတွေကိုအကူအညီတွေဆက်လက်ပေးရတာကြောင့်အခုလိုဖြစ်လာတာဖြစ်တယ်လို့လည်းကမ္ဘာဘဏ်ကဆိုထားပါဗျ။ဒါအပြင်မြန်မာနိုင်ငံရဲ့ငွေကြေးဖောင်းပွားမှုမှာ 20ရာခိုင်နှုန်းအထက်မှာရှိနေမယ်လို့မျှော်လင့်ရပြီး ပြန်လည်တိဆောက်ရေးအသုံးစရိတ်တွေတိုးလာခြင်းကြောင့်ဘတ်ဂျက်လွန်ငွေပြတ်မှုဟာ2026-2029ဘဏ္ဍာရေးနယ်မှာ GDP ရဲ့9ရာခိုင်နှုန်းအထိရောက်ရှိလာမယ်လို့လည်းခန့်မှန်းထားပါဗျ။အဲဒါကြောင့်ဘဏ္ဍာရေးဆိုင်ရာစိန်ခေါ်မှုတွေဟာဆက်လက်တည်ရှိနေမှာဖြစ်ပြီးပြည်တွင်းချင်းရွေတွေမြင့်မားလာမှုကိုထင်ရှားစေသလိုဖြစ်ပြီး အများပြည်သူကြွေးမိမှာလည်း တိုင်းပြည် GDP ရဲ့60ရာခိုင်နှုန်းအထက်မှာရှိနေမယ်လို့မျှော်လင့်ရကြောင်းကမ္ဘာ့ဘဏ်ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်ရှင်။မကွေးရသတင်းတဘောကိုတင်ဆက်ပေးကြပါရစေ။မကွေးတိုင်းမင်းမိုးခရံစကုမြို့နယ်စကုမြို့ကနေရွှေဆက်တော်ဖျားဘက်ကိုထွက်လာတဲ့အကြက်ဘက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရပါတယ်။ စစ်သား၄ဦးဟာတေသွားခဲ့တယ်လို့မင်းမိုးခရိုင်အမှတ်6တန်ရင်းကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တင်မီဒီယာကိုပြပြပါရယ်ဒီဇင်ဘာလ၄ရက်နေ့မှာစကုမြို့နယ်မန်းချောင်းအနောက်ဘက်စကုမြို့အနောက်ပိုင်းခံကုန်းရွာကနေရွှေဆက်တော်ဖရားဘက်ကိုအာ120ခန့်နဲ့ထွက်လာတဲ့စစ်တပ်စစ်ကြောင်းဟာအသက်40ကျော်အရွယ်ရှိတယ် ်အမျိုးသားတအုပ်ကို ပြစ်တက်ခဲ့ပြီးလူငယ်တအုပ်ကိုလည်းဖမ်းဆီးသွားခဲ့သလိုဒီဇင်ဘာလ9ရက်နေ့မှာလည်းကုရွာကအသက်90ရွယ်အမျိုးသားတအုပ်ကိုလည်းထပ်မံပြစ်တက်ခဲ့လို့လည်းသိရပါဗါတယ်။အဲ့ဒီစစ်တပ်စစ်ကြောင်းဟာဒီဇင်ဘာလ9ရက်နေ့မိုးလတနိုင်ခွဲလောက်မှာဂရင်ကုန်းကျေးရွာနီးကိုရောက်ရှိလာစဉ်တွင် တော်လန်တဖွဲ့တွေကကြားဖြတ်တက်ခဲ့တဲ့အတွက်ကြောင့်စစ်သား၄ဦးဟာထေသွားပြီးတကြက်ကြီးတအုပ်ပါဝင် ထိခိုက်ဒဏ်ရာရှိသူများပြရတယ်လို့လည်းသိရှိရပါတယ်။အဲလိုတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာအကြက်ဖက်စစ်ကြောင်းဟာဂရင်ကုန်းကျေးရွာအတွင်းကိုလက်နက်ကြီးလက်နက်ငယ်နဲ့ပစ်ခတ်ခဲ့ရမှာနေအိမ်အချို့ဟာပျက်စီးသွားခဲ့ရပြီးပြည်သူနှုတ်လည်းဖမ်းဆီးသွားတယ်လို့လည်းသိရှိရပါတယ်။ဒီဇင်ဘာလ6ရက်နေ့မှာတော့ဒဘရောရွာရဲစခန်းကိုရောက်ရှိလာစဉ်မှာတော်လန်တပ်ဖွဲ့တွေက drone နဲ့ဘုံသုံးလုံးကိုထပ်မံကျဲချတိုက်ခိုက်ခဲ့ရမှာစစ်သား၄ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရပါတယ်ရှင်။ ဆက်လက်ပြီးတော့တနင်္သာရီတိုင်းဘိတ်ခရိုင်ဘိတ်ကော့တောင်ပြည်တော်စုလမ်းမကြီးကိုအကြမ်းဖက်စစ်တပ်ကထိ ंछ ုပ်နိုင်ဖို့အတွက်စစ်ကြောင်းထိုးနေတာဖြစ်ပြီးတိုက်ပွဲတွေဖြစ်ပွားလာနိုင်တာကြောင့်ပြည်သူတွေသွားလာတာမပြုလုပ်ဖို့အတွက်အသိပေးလိုတယ်လို့ဘိတ်ခရိုင်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရတယ်။ဒီဇင်ဘာလ10ရက်နေ့မနေ့6နိုင်လောက်ကနေစတင်ပြီး ဘဲမြို့နယ်ကနေကော့တောင်းမြို့အထိပြည်တော်စုလမ်းမကြီးကိုအကျန်းဖက်စစ်တပ်ကစစ်ကြောင်းထိုးလာတာဖြစ်တယ်လို့လည်းသိရပါဗါတယ်။အဲ့လိုစစ်ကြောင်းထိုးလာပြီးရဲ့နောက်မှာအကျန်းဖက်စစ်တပ်ဟာစစ်ရဲအရှိန်ကိုမြင့်တင်လာမှုတွေရှိလာနိုင်တာကြောင့်တော်လန်းတဖွဲ့တွေနဲ့တိုက်ပွဲတွေဖြစ်ပွားလာနိုင်တယ်လို့လည်းဗိကံပြည်သူ့ကာကွယ်အဖွဲ့တာဝန်ရှိသူကပြောပါဗါတယ်။ခီးသွွားပြည်သူတွေအနေနဲ့လည်းဘဲမြို့နယ်ကနေကော့တောင်းမြို့နယ်အထိပြည်တော်စုလမ်းမကြီးကိုလုံးဝသွားခြင်းမပြုလုပ်ဖို့အတွက်လည်းအသိပေးပြောဆိုထားပါရဲ့ရှင်။ ရခိုင်သတင်းတပုတ်ကိုတက်ဆက်ပေးကြပါရစေ။ရခိုင်ပြည်နယ်ဂွားမြူနယ်အခြေစိုက်ခမရ963တရင်ကဒုတက်ချက်တအူးနဲ့စစ်မှုတန်းတသားတဲ့3ဟာ တနက်လေးလက်ကိုယူဆောင်လာပြီးအလင်းဝင်လာသလိုတိုက်ပွဲအတွင်းမှာထွက်ပြေးလာတဲ့စစ်မှုတန်းတပ်သားတွေသုံးဦးကိုလည်းအရှင်ဖမ်းမိခဲ့တယ်လို့ People Revolution Alliance ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါဗျ။ပြေးခဲ့တဲ့အော်တိုဘာလ23ရက်နေ့ကအမ်ဘဒန်လမ်းပိုင်းဇင်ပြုံးကျေးရွာအနီးမှာတာဝန်ကျနေတဲ့ကွာမျိုးနယ်အခြေစိုက်ခမရ963တရင်ကဒုတက်ကြတုံးနဲ့စစ်မှုတန်းတပ်သားတွေသုံးဦးကတနက်လေးလက်ကိုယူဆောင်လာပြီး People Revolution Alliance ကိုဆက်သွယ်ကအလင်းဝင်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။အဲလိုအလင်းဝင်ရောက်လာတဲ့ဒုတက်ကျက်ဟာစစ်မှုထမ်းတပ်သားတွေဖြစ်ပြီးပညာအရေးချင်းကြောင့်ဒုတက်ချက်ယာရုပေးထားတာလို့လည်းသိရှိရပါတယ်။ဒါအပြင်နရေကန်တောင်နဲ့အမ်ဗဒန်လမ်းပိုင်းတိုက်ပွဲတွေကနေထွက်ပြေးလာတယ်။အကြမ်းဖက်စစ်သား၃ဦးကိုလည်းငဖဲမြို့နယ်အတွင်းမှာဖမ်းဆီးရမိခဲ့လို့လည်းသိရှိရပါတယ်။အဲဒီစစ်သား၃ဦးဟာခလရ295တရင်နဲ့ တက်မ66လောက်ခံတာရီအခြေဆိုင်ခလရ35တရင်တို့ကအတင်းအဓမ္မပေါ်တာဆွဲခံရတဲ့စစ်မှုတန်းတသားတစ်တွေဖြစ်တာကြောင့်စစ်တုံးပန်းဥတွေနဲ့အညီကောင်းမွန်စွာ ထိမ့်သိမ်းထားတယ်လို့လည်းသိရပါတယ်ရှင်။ ဘကဝတန်းတဘောကိုကြည့်အောင်ပါဘကိုးတန်းရေတာရှည်မြို့နယ်စကိုင်းလန်းဗမောက်မြို့နယ်နဲ့ကတာမြို့နယ်မကွေးတိုင်းမြိုင်မြို့နယ်ကင်းနီပြည်နယ်ဒီမိုဆိုမြို့နယ်ကကြေးရွာတွေကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဇက်တိုက်ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့တော်လဲတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်နဲ့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါဗါးဒီဇင်ဘာလ9ရက်နေ့မနေ့ပိုင်းကရေတာရှည်မြို့နယ်စစ်တောင်းမြစ်အရှိဘက်ကကြေးရွာတွေကိုအကြမ်းဖက်စစ်တပ်ကဂျိုင်ရိုကော်ပတာနဲ့ပုံကျဲတိုက်ခိုက်ခဲ့ပြီး အဲ့ဒီတိုက်ခိုက်မှုအတွဲမှာပြည်သူတွေထိခိုက်မှုမရှိပဲကျေးရွာပြင်ပကိုသာဘုံတွေကြရောက်ပေါက်ကွဲခဲ့တာလည်းဖြစ်ပါတယ်။လားတို့ဒီဇင်ဘာလ10ရက်နေ့ကနေ6ရက်နေ့ထိဗန်းမောက်မြို့ကိုအကြက်ဖက်စစ်တပ်က Jet Fighter ဝိုင်းတွဲလေနဲ့ဇက်တိုက်ဘုံကျဲတိုက်ခတ်ခဲ့ပြီးအကြက်ဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခတ်မှုအတွင်မှာနေအိမ်တွေဟာထိခိုက်ပျက်စီးခဲ့ပြီးမဲ့လည်း ပြည်သူတွေထိခိုက်မှုမရှိဘူးလို့လည်းသိရှိရပါတယ်။အဲ့ဒီဗန်းမောင်မြို့ကိုအကြက်ဘက်စစ်တပ်နဲ့ SN ရဲ့အဖွဲ့ဟာပြန်လည်ရရှိရန်အပြင်းထန်ထိုးစစ်ဆင်တက်ခံနေပြီမဲ့လည်းမြို့ရဲကိုဝင်ရောက်နိုင်ရှေမရှိသေးတဲ့သို့စစ်တပ်ဘက်ကလည်းထိခိုက်ကြဆုံးမှုများပြားနေရလို့လည်းဗန်းမောင်မြို့နဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတည်င်းထုတ်ပြန်ထားပါတယ်။ဒါအပြင်ဒီဇင်ဘာလ9ရက်နေ့ကလည်း ကတာမြို့နယ်ကြေးရွာတွေမြန်မြို့နယ်ကကြေးရွာတွေဒီမောဆိုးဘက်ကကြေးရွာတွေကိုအကြက်ဖက်စစ်တပ်ကလေရင်နဲ့လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်စာတင်ဆောင်တွေနေအိမ်တွေနဲ့ပြည်သူတွေထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရပါတယ်ရှင်အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တစ်ပုဒ်ကတော့ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ်မင်းလက်ပန်ရွာမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးအဲ့ဒီရွာမီးလောင်တာကြောင့်မဲဆောက်မြောက်ရီ ကုန်ပစ္စည်းတွေယူနေတဲ့တောင်ရင်မြေကန်ဘက်က လေကိတ်တွေဟာပြန်လဲလက်ပတ်ဖို့အတွက်မလဲကူသေးဘူးလို့လည်းနေဆက်ကုံတွေစီကသိရပါဗါတယ်။အဲဒီလိုတိုက်ပွဲတွေပြင်းထန်နေတာကြောင့်မဲဆောက်မြတွေကုန်ပစ္စည်းတည်ယူနေတဲ့တောင်ရင်မြစ်ကမ်းကလေကိတ်တွေကိုနွေဘာလ30ရက်နေ့ကနေစတင်ပြီး ထိုင်းအန်ဒါပိုင်တွေကပိတ်သိမ်းခဲ့ပါတယ်ဒီဇင်ဘာလ9ရက်နေ့မှာထိုင်းဘက်ကနယ်စပ်လှေကူးဂိတ်တွေကိုပြန်လည်ဖွင့်လှစ်ခဲ့ပေမဲ့လည်းမြန်မာဘက်ကတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေသလိုမြရီမြို့ပေါ်တရားစ်ဘက်မှာလည်း drone ဘုံတွေကျခဲ့တာလည်းရှိနေတာဖြစ်ပြီးမြရီမြို့ပေါ်မှာရောမတိငိမ့်တာတွေဖြစ်ပေါ်နေတာကြောင့် လေဂိတ်ပြန်ဖွင့်ဖို့အတွက်အဆင်သင့်မဖြစ်သေးဘူးလို့လည်းနေဆက်ကုံတွေတွေကပြောပြပါဗျ။လက်ရှိမှာမင်းလက်ပံမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးလက်လက်ကြီးကြီးတွေဟာထိုင်းဘက်အချမ်းမဲကောက်ကင်ကျေးရွာဘက်ကိုထပ်မံကျောက်လာမယ်ဆိုရင် ထိုင်းစစ်တပ်ကအင်အားသုံးဖြစ်ရှင်းမယ်လို့ဆိုနေတာကြောင့် နယ်ဆက်လှေကိတ်တွေပြန်လည်ပိတ်သွားနိုင်တဲ့အခြေအနေတွေလည်းရှိနေတယ်လို့တော်လန်သတင်းမြစ်ချုပ်ကသုံးသပ်နေကြပါဗျ။ဒီဇင်ဘာလ9ရက်မနေ့ပိုင်းကကရင်ပြည်နယ်မြောက်ရီမြို့နယ်မင်းလက်ပံကြေးရွာနီးမှာစစ်တပ်နဲ့ KNL တပ်အကြမ်းမှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီးမြန်မာဘက်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးဟာထိုင်းဘက်ဒေသကိုကျောက်ရောက်ပောက်ကွဲသွားခဲ့ပြီး ထိုင်းနိုင်ငံသားတို့ဟာအပြင်းထန်ဒဏ်ရာရှိခဲ့ပါတယ်။မြရီမြို့နယ်မင်းလက်ပံကျေးရွာနေကြပ်ဖြန့်ရုံတွေကိုခရမ်းညူကနိုဝင်ဘာလ27ရက်နေ့မှာတင်ပိုက်ခဲ့ပြီးတဲ့နောက်မှာအဲ့ဒီနေရာမှာရှိတဲ့ကြပ်ဖြန့်အလုပ်ရုံနဲ့ဝင်းတွေကိုစုံစမ်းစစ်ဆေးရေးတွေလှုပ်ဆောင်နေခြင်းတွင်စစ်တပ်ကထိုးစစ်ဆင်မှုတွေတဟုန်တိုးလှုပ်လာတာလည်းဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါအားလုံးရန်ကုန်ခေတ်သစ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မများပါ။